မင်္ဂလာပါကျွန်မနာမည်သိက္ခီပါအာကျွန်မရဲ့ channel မှာ study abroad နဲ့ scholarship ဒီ knowledge နဲ့ပတ်သက်ပြီးတော့ sharing လုပ်ပေးနေပါတယ် scholarship အစီအရေးဖို့ဆိုတာမင်းရဲ့ပညာရေးစွန့်ရေးဇယိုက်လက္ခဏာနဲ့ရင်မှန်းချက်တွေကိုစာစီစာကုန်းတစ်စောင်အနေနဲ့ထင်ဟပ်ပြသနိုင်ဖို့လိုအပ်ပါတယ်အဲ့ဒီမှာအောင်မြင်တဲ့ scholarship အစီရေးသားနည်း view ဟာတွေကို undergraduate ဘွဲ့ကျွနဲ့ postgraduate ဘွဲ့လွန်အတွက်ခွဲခြားပြီးတော့ရှင်းပြပေးသွားမှာဖြစ်ပါတယ် ဘွဲလော်ရောဘွဲချွရောနှစ်ခုစလုံးအတွက် ပုံနည်းဖြူဟာကိုအခုပြောပြပေးပါမယ်။နံပါတ်1မေးခွန်းကိုတေးသေးချာချာနားလည်အောင်ဖတ်ပါ။ဘာကိုမေးတာလဲဆိုတာကိုသိအောင်လုပ်ပါ။ဘာကိုမျှော်လင့်နေတာလဲဆိုတာကိုသေချာဆုံးဖြတ်ပါ။နံပါတ်2ကိုတိုင်းကိုကြရေးသားပါ။မင်းရဲ့ကိုပိုင်တွေ့ကြုံစိတ်ကူးနဲ့အတန်တွေကိုအသုံးချပြီးတော့သုံးပါ။ပုံတူကူးယူတာမျိုးကိုရှောင်ပါ။ ကိုက AI app တစ်ခုကို သုံးရင်လေဒီ AI ကနေမှရေးပေးတဲ့အဆေးကိုတိုက်ရိုက်မသုံးမနဲ့ကိုရဲ့ own words ပါအောင်လို့ပြန်ပြင်ပြီးတော့ရေးပါ။နံပါတ်3အားသက်ရအောင်ဦးစားပေးပါ။မင်းကဘာကိုတော်တာလဲ။ဘာကိုစိတ်ဝင်စားတာလဲ။ဘာအတွက်စိတ်အားထက်သန်တယ်လဲဆိုတာကိုထည့်သွင်းပြီးတော့ရေးသားပေးပါ။နံပါတ်4ဥပမာတွေနဲ့သရုပ်ဖော်ပါ။ဥပမာကျွန်တော်ကလူမှုရေးလုပ်ငန်းတွေကိုလုပ်ခဲ့တယ်လို့ပြောရမယ်စား။ ကျေးလွတ်ဒေသမှာကလေးတွေတက်စာတင်ကျောင်းမှာစေတနာဝန်ထမ်းအဖြစ်အာစာတင်ကြပေးခဲ့ပါတယ်ဆိုတဲ့ပုံမြင်လေးတွေကိုထည့်ပြောသင်ပါတယ်နံပါတ်5ရီမန်းချက်ကိုရှင်းရှင်းလင်းလင်းထားပါဒီပညာရေးကမင်းရဲ့အနာဂတ်ရီမန်းချက်အတွက်ဘလို့ထောက်ကူဖြစ်မလဲဆိုတာကိုရှင်းပြပါနံပါတ်6အချိန်ချင်းပြင်ဆင်ပါတချိန်တည်းနဲ့ပြီးပြည့်စုံတဲ့အစေးရမယ်လို့မမျှော်လင့်ပါနဲ့ပြင်ဆင်ခြင်းပြန်လည်ရေးသားခြင်းတွေကိုထက်ခါထက်ခါလုပ်ပေးပါနံပါတ် grammar စလုံးပေါင်းမှတ်အောင်လို့ဂရုစိုက်ပါ အင်္ဂလိပ်စာကျွမ်းကျင်မှုကိုပြသရာရောက်ပါတယ်ဒီတစ်ခါမှာတော့ဒီဘွဲ့ကြို အတွက်ဒီဘွဲ့ကြို undergraduate အတွက်အစေးရေးတာနေနေပြောပါဖို့ပြောပြပေးပါမယ် undergraduate ဘွဲ့ကြိုကျောင်းသားတွေတယောက်အနေနဲ့သင်ရဲ့အားသာချက်ကလူငယ်တယောက်ပြီးပြီးသင်ယူလို့စိတ်စိတ်ပြင်းပြမှု အနာဂတ်တော့လူငယ်တယောက်ရဲ့စိတ်ကူနောက်ပြီးတော့လူငယ်တယောက်ရဲ့စွမ်းအားတွေပဲဖြစ်ပါတယ်နံပါတ်1 ကိုရေးကိုယ်တာဇလံကိုရေးပါမင်းရဲ့ခလေးဘဝမိသားစုနောက်ခံကြောင်းအတွေ့အကြုံတွေကိုကြောင်းအတွေ့အကြုံတွေတဲကမင်းကိုဒလိုလူဖြစ်လာအောင်အာထောက်ပံ့ပေးတဲ့အဖြစ်အပျက်တွေကိုရေးပေးပါဥပမာကိုနေတဲ့ရက်ွက်တို့မဟုတ်ခြေလက်တွေတော့မဟာဆင်းရဲတဲ့ခလေးတွေကိုစာတင်ကြပေးခဲ့တယ်အဲ့ဒီမင်းရဲ့အတွေ့အကြုံပညာရေးတွေရုံးကန်လှုပ်ရှားမှုတွေကိုရေးသားပေးပါနံပါတ်1 ညာရေးစိုးရိမ်ထက်ပိုပြီးတော့ပြပါမင်းရဲ့အမှတ်စရင်းကိုထည့်ရေးပေးမလို့ပါဘူးဒါထက်မင်းဘာကိုစိတ်ဝင်စားတယ်လဲဘာကြောင့်စိတ်ဝင်စားတာလဲဆိုတာကိုရှင်းပြပါဥပမာအနေနဲ့ဆိုရင်ဒီဓာတုဗေဒအမှတ်က65မှာရတယ်ထားပါတော့ဓာတုဗေဒအမှတ်65မှာရတာကိုရေးမယ်စာခြေရွာမှာဒီပိုးသက်ဆေးဆိုးကျိုးတွေကြုံတွေ့ရတဲ့အခါမှာ ဒီဘာဝပဝင်ခြင်းနဲ့ပတ်သက်တဲ့စိုက်ပျိုးရေးနိလတ်တွေကိုလေ့လာရကနေဒီဓာတုဗေဒကို စိတ်ဝင်စားလာတဲ့အတွက်ကြောင့်မလို့ကျွန်တော်အမှတ်ကောင်းကောင်းရခဲ့ပါတယ်လို့ရေးသင့်ပါတယ်နံပါတ်3ဦးဆောင်မှုနဲ့ပါဝင်မှုကိုမိမောင်းထုတ်ပြပါအကြောင်းသားကလပ်တွေလူမှုရေးလုပ်ငန်းတွေအားကစားပြိုင်ပွဲတွေမှာမင်းပါဝင်ခဲ့တဲ့အကြောင်းတွေကိုရေးပါနံပါတ်4ဘလို့ပြောင်းလဲခြင်းတည်းလဲဆိုတာကိုပြောပြပါဒီပညာရေးကမင်းကိုမင်းမင်းရဲ့မိသားစု မင်းရဲ့ကြေးရွာမြို့နိုင်ငံအတွက်ဘလို့မျိုးအကျိုးပြုနိုင်နေဆိုတာကို ပြောပြပေးပါ postgraduate ဘွဲ့လုံအတွက်အစေးရေးနီးဗျူဟာဘွဲ့လုံအတွက်ကိုတော့ပို့ပြီးတော့မှရင့်ကျက်တဲ့ဗျူဟာတွေလိုအပ်ပါတယ်မင်းရဲ့ပညာရဆိုင်ရာအတွေ့အကြုံသူတည်တနာဆွမ်းရည်နဲ့ဒီအနာဂတ်ပညာရှင်တယောက်အနေနဲ့ရည်မှန်းချက်တွေကိုပြသဖို့လိုပါတယ်နံပါတ်1ပညာရေးဆိုင်ရာစိတ်ဝင်စားမှုကိုနက်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 ရှင်းပြပါ ဒီဘာကြောင့်ဒီဘာသာရက်ကိုရွေးချယ်တာလဲမင်းရဲ့လက်ရှိအလုပ်အတွေ့အကြုံသို့မဟုတ်ဒီဘွဲချူသူတေသနာတွေကဒီဘာသာရက်အတွက်ဘလို့အခြေခံကြပေးတယ်လဲဆိုတာကိုရေးပါဥပမာကျွန်တော်က public health ကိုစိတ်ဝင်လေ့လာချင်ပါတယ်လို့ပြောမဲ့စာမြန်မာနိုင်ငံရဲ့ခြေလက်ဒေသတိုင်းရင်းစေဝါအသုံးပြုမှုပေါ်ကျွန်တော်ရဲ့ဘွဲချူသူတေသနာဒီစံမာရေးဆောင်ရှောက်မှုအတော့ဒီအရေးပါတဲ့အချက်လက်တွေကိုပေးဆွနိုင်ပါတယ် နမနဲ့သူတေသနာစစ်ကူနဲ့ဒီအနာဂတ်အလုတ်ကရည်မှန်းချက်တွေကိုချိတ်ဆက်ပေးပါဥပမာဘယ်ဆရာနဲ့စာသင်ကြတာလဲဘယ်သူတေသနာအကြောင်းကိုစိတ်ဝင်စားတာလဲဘွဲရပြီးတဲ့နောက်မှာမလုပ်မလဲဥပမာတက္ကသိုလ်မှာဆက်ပြီးတော့မသူတေသနာလုပ်မလား NGO မှာအလုပ်ဝင်လုပ်မလားအဲ့လိုဆိုတာတွေကိုရှင်းရှင်းလင်းလင်းပြောပြပေးပါနမ၃မင်းရဲ့ထူးခြားတဲ့ထောက်ပံ့မှုကိုပြောပါဒီမင်းရဲ့မြမနောက်ခံ background ယဉ်ကျေးမှု အတွေ့အကြုံတွေကဒီနေပယ်ကို ဘလို့ကျွဲဝစီလဲဆိုတာကိုရေးပါမင်းရဲ့တိုးပွားလာမဲ့ဒီအတွေ့အကြုံရှုထောင့်တွေကဘာတွေကိုဖြည့်ဆည်းပေးနိုင်လဲဆိုတာကိုရေးပေးပါနံပါတ်၄ professional ကြကြရေးတာပါဘွဲလွန်စားတမ်းမှာကိုရေးကိုတာဇလန်ထက်ကိုပညာရေးဆိုင်ရာအာရုံစိုးစိုက်မှုကိုပို့ပြီးတော့မှအရေးထားပါတယ်အာသို့တော့ကိုပိုင်းအသံ own your voice ကိုသုံးပါဒီနေ့တော့ဒီ undergraduate နဲ့ postgraduate မှာ ဘယ်လိုမျိုးအဆေးတွေမှာထည့်သွင်းတင်တယ်လဲဆိုတာကိုမျှော်ပြပေးသွားပါရစေ။နောက်ဗီဒီယိုမှာတော့ဒီ Winning Scholarship အဆေးတွေကိုဘယ်လိုမျိုးကိုပိုင် story တွေနဲ့ဘယ်လိုရေးသားမလဲဆိုတဲ့အကြောင်းကိုပြောပြပေးသွားပါမယ်။နောက်ဗီဒီယိုမှာဆုံမယ်နော်။ အခုဒီကိုအကုတ်ကိုရုံးကန်နေရတာတွေနဲ့ပြည်နေပြီလားလမ်းညွှန်မှုမရှိရှုပ်ထွေးနေခြင်းလုပ်ငန်းခွင်မှာဒီချိန်ကိုက်အဆင်ပြေမှုမရှိခြင်းကိုရောက်ချင်တဲ့ပန်းနိုင်ကိုမမြင်နိုင်ခြင်းဒီပြဿနာတွေအလုံးရဲ့အဖြေကတော့ mentorship program ပဲဖြစ်ပါတယ်ဒီကျမရဲ့ mentorship program မှာသင်တော်အတွေ့အကြုံရှိ mentor တယောက်အနေနဲ့ကူညီပေးသွားပါမယ်သင်နဲ့ကိုက်ညီတဲ့ဒီ scholarship ဒါမှမဟုတ် study abroad journey အတွက် roadmap ကိုဆွဲပေးပါမယ် အောင်မြင်သူတွေရဲ့နိလန့်တွေကိုသိခွင့်ရမယ်။ကိုပိုင်ရုံးမတ်ရွေးဆွဲခြင်း၊တူးချင်းလမ်းညွှန်မှုရရှိခြင်း၊ one to one လမ်းညွှန်မှုရရှိခြင်း၊ကိုတူတက်မှုကိုဒီခြေရခံနိုင်ခြင်း၊အတူတူအောင်မြင်တဲ့ community တွေကိုတည်ဆောက်ခြင်း။အဲ့ဒီစတဲ့ဟာတွေကိုအားလုပ်ပေးပါမယ်။ဒီကျမရဲ့ mentorship program မှာဆိုရင်ကိုနဲ့တင်တော်မဲ့ scholarship ဒါမှမဟုတ် study abroad journey ကို research ပြုလုပ်နေရှာဖွေနေဒီကြောက်အပ်တဲ့ဟာမှာဒီလက်ညှိုးမှုပေးတာနေတဲ့ abroad နဲ့ဒီ scholarship တလို့အပ်တဲ့ interview တွေဒီ essay ရေးတာနေကိုရှောက်မဲ့ဘာသာရပ်အတွက်ကိုအာဒီ recommendation letter တောင်းနေအစရစရခက်ခဲတဲ့အရာတွေကိုအတူတူဖြေရှင်းပေးသွားမှာဖြစ်ပါတယ်အာကျမရဲ့ mentorship program မှာဆိုလို့ရှိရင်ကိုတိုင်းကိုကြားလောက်ရမှာဖြစ်ပြီးတော့မှကျမကနောက်ကနေ guideline ပဲပေးတော့မှာဖြစ်ပါတယ်။ So အဲ့ဒီတော့ကြောင့်မလို့ကိုကိုကိုအားကိုနိုင်တဲ့စိတ်ဓာတ်ကိုပါရရှိမှာဖြစ်ပါတယ်။ So တင့်ရဲ့အနာဂတ်ကိုဒီထက်ပိုပြီးတော့မှရဲရင်တေချာစွာ ဆောက်လုပ်ချင်တယ်ဆိုလို့ရှိရင်ကျမရဲ့ mentorship program ကို join ပါဒီကျမရဲ့ Facebook Messenger မှာလာပြီးတော့မှအတန်းအနိုင်ပါတယ်ကိုယ့်ရဲ့ study abroad journey ကိုအောင်မြင်စွာနဲ့ရှင်းလင်းနိုင်ပါစေလို့ဆုမွန်ကောင်းတောင်းလိုက်ပါတယ်